တဲ့မင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့နော်34ဆိုတော့ရန်ွက်ကလေးနဲ့ပဲကျွန်တော်တို့ကျင်းနေလိုက်ရတယ်ထို့အတူမနေ့ကကျွန်တော်တို့ဟိုကဒီဒီမှာနော်ကျွန်တော်ဒီပြောပြောခဲ့တာမနေ့ကဒီမှာနော်ဒီဒီ၃ညဒီ၃ညထွက်လို့အင်းဗျာတိရှင်း၅၃အဲဒီဒီ၃ညထွက်လို့တိရှင်း၅၃ညခွန်ကကျွန်တော်တို့ဒီမှာ87ဆိုပြောထွက်တယ်နော်ဟုတ်ကဲ့ဒီ ဒီ၃ညထွက်လို့တဲ့နော်ဒီ၃ဒီ၃ညထွက်လို့တဲ့နောက်တော့တိရှိ၅၃ညခွန်ဆိုတဲ့အခွေကလာအောင်မယ်ဆိုတော့ဘာထွက်သွားလဲဆိုရဲခါရရတော့ကျွန်တော်တို့၃ည၈ဆိုပြီးထွက်သွားတယ်နော်ဒီအခွေကလည်းဟုတ်လားကျွန်တော်ပြောတယ်နော်တရက်နှစ်ရက်တရက်နှစ်ရက်အတွင်းမှာကျွန်တော်တို့လာလဲရလာမယ်လို့ကျွန်တော်တို့ပြောထားတဲ့ခါမှာ၃ည၈ဆိုပြီးတော့ကျွန်တော်တို့ဒီမှာထွက်သွားခဲ့တယ်နော်ညနေပိုင်းမှာကျွန်တော်တို့၃၄၃၄ဆိုဒီကီးမှာလည်းကျွန်တော်တို့၄နဲ့အောင်ခဲ့တယ်နော် အဲ့တော့ကျွန်တော်ပြောချင်တာကတချို့ကြတော့လေကြီးတွေထိတ်တွေကိုတီးဆန်းယူကစားတယ်တချို့ကြလည်းတွဲပေါ်နဲ့ယူကစားတချို့ကြလည်းအဲ့လိုအခွေသေးတွေနဲ့ယူကစားတယ်ပေါ့နော်ဒီမှာကြီးထိတ်မှာဆိုရင်လည်းကျွန်တော်တို့မနဲ့ကောညာရောမှန်သွားခဲ့တယ်ကြီးရလည်းညနေပိုင်းမှာမှန်ခဲ့တယ်ဖောင်းပြစ်တာကတော့ဒီကောင်းမယ်နော်ဖောင်းပြစ်တာကဒီကောင်းမယ်ဒါပေမဲ့နောက်တစ်ခါကျွန်တော်တို့ဒီရအဲဒီအခွေလေးရလည်းကျွန်တော်တို့၃ည8ဒီမှာ၃ည8ဒီမှာ8သူရဲ့နှစ်ကြိမ်မြောက်ကိုလည်းသူအောင် အနည်းဆုံးသူ့ရဲ့ grant နေအနည်းဆုံး2ကြိမ်ထွက်ရမယ်ဆိုတော့လေသူတောင်းကြည့်သွားတယ်เนาะဒီတန်းနေရတဲ့တန်းထိုးရလူတွေအတွက်လည်းအဆင်ပြေသွားမယ်လို့ကျွန်တော်ထင်ပါတယ်เนาะအဲတရှင်းငါးတုံညခွန်အခွေကထပ်ပြောမှာဆိုဒီတရှင်းငါးတုံညခွန်အခွေကထပ်လာအောင်မှာဒီဒီကနေ့လည်းမနေ့ပိုင်းတုံညကြတာရဲ့အတွက်เนาะတရှင်းငါးတုံညခွန်အခွေကထပ်ကိုလာအောင်မယ်လာမယ်ဆိုတော့တောက်ကြနေလာပါမယ်လို့တော့ကျွန်တော်မပြောလို့ဘူးတောက်ကြတနင်းလာအင်္ဂါပေါ့เนาะဒီ၃ရက်အတွင်းမှာလာနိုင်နေပေါ့เนาะအဲ့တော့ကိုကစားမယ်ဆိုတတိထားမနေ့ရက်လည်းကျွန်တော်ပြောခဲ့တယ်ကြာစင်းနေ့ပါ လာပါမယ်လို့တော့ကျွန်တော်အတက်မပြောနိုင်ဘူးတော်တော်နဲ့လေကြာရွေးတောက်ကြတနင်္လာအတွင်းမှာဒီ၃ရက်အတွင်းမှာဝင်နိုင်တယ်လို့ကျွန်တော်ပြောတယ်အဲ့ဒါကိုလိုက်ပြီးခွေကြခွေတယ်လို့ပြောတယ်တယောက်ကတော့အဲအဲ့ဒါရသွားပြီပေါ့နော်အင်းကြံနေလို့တော့မခွေပါဘူး Okay ကိုတန်းထိုးတဲ့လူတွေလည်းရတယ်ပေါ့နော်အဲအဲ့ဒီတော့ကျွန်တော်20လေးစမယ်ဗျနော်20လေးစမယ်ကဲဒီကနေ့တော့ကျွန်တော်တို့၄လေး၃ည၃ညစလိုက်မယ်နော်၄၄၃ည၃ည၃ည ည်4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်ဒါလေးရတဲ့20ဟောင်းလေးတွေပါပဲနော်20ဟောင်းလေးတွေပါပဲမှန်ကန်နေတဲ့20လေးတွေပေါ့နော်အဲ့မှာကျွန်တော်တို့ဘလို့တွက်လဲဆိုရင်ခါကျတော့3ညနဲ့4နဲ့ပေါင်း4ရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်4 2ခွန်ဆိုတဲ့ key 3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့ခါကျတော့ နှစ်သုံးနဲ့နှစ်သုံးကြီးရတယ်မလားတဲ့ခါကျတော့အကြောင်းနေအောင်ရိမ့်နေရိုက်ရတော့ကွဲကွဲနေနော်နှစ်သုံးနဲ့နှစ်သုံးမှာအဲ့ဒီမှာကျွန်တော်နှစ်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ခါ69 69မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျအနှစ်နှစ်သုံးမှာကျွန်တော်နှစ်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်။ကဲနောက်တစ်ပြန်တော့တွေ့ပါမယ်။နှစ်ဖုန်ရှိတော့ နှစ်ခေါင်းရှစ်တော့ကိုကို6ခွင်းကိုကို6ခွင်းကို9ခွင်းလေးကို9ခွင်းလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3နဲ့4နဲ့ပေါင်းခွန်းခွန်းရဲ့နှက်ခတ်က3ည3ည8ပါဝါက9ခွန်း3ည9ဆိုတဲ့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ လေးတုံညာတဲ့လေးတုံညာမှာတုံညာသလုံးထိပ်ပြီးအောင်ခဲ့ပါတယ်ကိုရှိတဲ့ကိုရှိမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျနောက်တစ်ခါနှစ်တိလေးရှိတဲ့ဟောအင်းနှစ်တိလေးရှိအဲ့မှာကျွန်တော်တို့လေးတုံညာမှာအောင်ခဲ့တယ်နော်နှစ်တိလေးရှိပြီးသွားတဲ့အခါကျတော့6399 63 99 99တိရှိတိတိတိရှိ တေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှင်းတဲ့တင်းနဲ့ပေါင်း9ကိုရဲ့နှက်ခတ်က6 6ရဲ့ပါဝါ1 9 6 1ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့အခါကျတော့9လေးတဲ့9လေးမှာ9တလုံးထိပြီးထွက်သလိုညနေပိုင်းမှာလည်း9လေးဆိုပြီး9တလုံးကညာအောင်မဲ့ကောထိပြီးထွက်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ဗျနော် ရဲ့နောက်နောက်နောက်ပြင်ကိုတက်ပါမယ်လေးကိုခွန်လေးလေးကိုခွန်လေးနှစ်363နှစ်363နေကို၄၃ည။နေကို၄၃ညဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်။အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်၄နဲ့၃ညနဲ့ပေါင်းတော့၄၄ရဲ့နှက်ခက်က2 2ရဲ့ပါဝါခွန်၄2ခွန်ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့။အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ တိရှိတဲ့မအောင်ပါဘူးတိခွန်တိခွန်နဲ့တိခွန်မှာတော့ခွန်တလုံးထိပ်ပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တော့တပါမယ်ဒီကိုခွန်ကို၄ကိုခွန်ကို3863 3863တိတိ33ည33ည33ညဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့3ညနဲ့ပေါင်းတော့9 9ရက်နှစ်ခါက6 6ရက်ပါဝါ1 9 6 1ဆိုတဲ့ဂီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့19တဲ့19မှာ19ကို9အထိပြီးအခွေအနေနဲ့ကျွန်တော်တို့အောင်ခဲ့ပါတယ်25ညနေပိုင်းမှာတော့25တဲ့အောင်ပါအောင်ခင်ဗျကျွန်တော်ကီးတွေထိတ်တရတော့เนาะဟိုတော်တော်ကြီးခိုင်မာတယ်လို့ပဲပြောရမှာပါပဲเนาะအမြဲတမ်းမမှန်တာတော့မှကျွန်တော်တို့တပတ်ကို အနည်းဆုံး၄ဘွဲလောက်ကတော့အောင်းမြင်မြင်ကျွန်တော်တို့ရနေတာကိုအမျိုးလိုအမြင်ပဲဖြစ်တယ်နော်အဲဒါကြောင့်တချို့ကဆိုရင်ကီးကိုကင်ထိုးတယ်တချို့ကဆိုရင်ထိတ်ကိုကင်ထိုးတယ်ပေါ့နော်ကျွန်တော်ပေးတဲ့ကဏ္ဍနဲ့ထိုးတယ်ပေါ့မထိုးတဲ့လူလည်းမထိုးဘူးအဲ့ဒီကီးတွေထိတ်တွေကင်မိမိမိဖာမိမိကြဲနှစ်တရတဲ့ကတ်တယ်ပေါ့နော်နီကိုတီရှိနီကိုတီရှိ3688 3688ဒီမင်းနဲ့ဆိုရင်ဟိုဟာဟော့ထိတ်ကပါလဲ ဒီဒီညံသူဟောထိတ်ကဒီဒီညံနေမှာဟောဒီကနေ့မှာမှန်အောင်နော်အဲ့တော့ကျွန်တော်တို့တင်းနဲ့ရှင်းနဲ့ပေါင်း9 9ရဲ့နှစ်ခါက6 6ရဲ့ပါဝါတိ9 6တိဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုရခါကြတော့3ည6တဲ့3ည6မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်2 5တဲ့2 5မှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြောင်းတွေ့ပါမယ်ရှင်5 3ခင်ချစ်ပါခေရပါနဲ့ချစ်ပါ 3 6 3 6ဟုတ်3 6ပြီးတော့85 3ခွန်85 3ခွန်3 3 3 3 6ခွန်4 6 6 4 1ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ရှင်းနဲ့ခွန်နဲ့တင်းနဲ့ပေါင်းတော့ရှင်းရှင်းရနှစ်ခက်ကတိတရဲ့ပါပါ6 8 6ဆိုတော့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့9 9တဲ့မအောင်ပါဘူး 6390ကတည်း6390မှာတော့6တလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့ဆက်တာပြန်အရပြန်တပါမယ်73 76 73 6633932 6531ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တက်မယ်ဆိုရင်6နဲ့1နဲ့ပေါင်းခွန်း ွန်ရဲ့နက်ကက3ည3ည8ပါဝါ5ခွန်3ည5ဆိုတဲ့ကြီးဆုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်ဘာထွက်သွားတဲ့ဆိုရဲကကြတော့3ည9နဲ့3ည8ခွန်အထိပြီးတော့အခွေအနေနဲ့ထွက်သွားပါတယ်6နှစ်တဲ့6နှစ်ကတော့ကျွန်တော်တို့အောင်ခဲ့ပါအောင်ဗျမှတ်မိရဲ့နော်မိခဲ့ဘက်ကကဲနောက်တစ်ပြင်တော့တွက်ပါမယ်3ည38နောက်တစ်ပြင်ဆိုရဲတောက်ကြနေ့အတွက်ပေါ့နော် ဟိုမနေ့ကဆိုရင်ကျွန်တော်စကားပြောလေးမှားတယ်ပေါ့နော်ဥမာဟိုကြာသွေးနဲ့ဗုဒ္ဓူးနဲ့ဟိုကကျွန်တော်တနေ့နားလိုက်တဲ့အတွက်ဟိုကြာသွေးနေ့လို့ပြောရမယ်ဆိုဗုဒ္ဓူးနေ့လို့ပြောအဲ့လိုအမှားယွင်းနေစာတချို့ကလာပြီးထောက်တယ်ဒါလေးတွေကိုဖောက်ပြင်ပြီးတော့နားလေပေးလိုက်ပေါ့နော်ကျွန်တော်လည်းတို့ရထားလေးတော့ပြင်ပြီးတော့လုတ်ပေးထားတာပဲနော်တခါလေးကျကျွန်တော်လည်းဟိုအလောက်ကမအောင်မအားကြတဲ့အနေနဲ့ကျွန်တော်ဒါလေးကိုလုတ်ပေးနေစေတန်နဲ့လုတ်ဒါကျွန်တော်ဟိုအောင်တယ်လို့အောင်ကြည့်ကျွန်တော်လုတ်ပေးတာเนาะကျွန်တော်ဘယ်သူရှိမှပတ်စံအခကြီးငွေနဲ့လုတ်နေရမှာမဟုတ်ဘူးเนาะဟုတ်လား အနေနဲ့ပါတချို့ပါသေးတယ်ဥပမာပေါ့ဗျာဒီမှာဆိုဟိုးတစ်ပတ်ကဆိုကျွန်တော်ဒီမှာဒီဒီလိုဇောင်းအတွက်တဲ့ဟာမှာဟမ်ဇောင်းတက်တာမဟုတ်ဗျာဒီလိုဒီလိုတွက်ထားနေတူတယ်အဲ့မှာကျွန်တော်တုံညာတစ်ကို30လို့ရေးမိတာတာမျိုးပါပဲအဲ့ဒါရေပြဿနာမဟုတ်ဘူးเนาะပြောမယ်ဆိုရင်သူ့ရဲ့တွက်ခွင်နဲ့မထိခိုက်တဲ့ဟာမျိုးဥပမာပေါ့ဗျာဒီမှာ3သုံးတုံညာလို့ပြောရနေမှာကျွန်တော်တုံညာသုံးလို့ရေးခဲ့မြင်တယ်ဒီကောင်ဒီဘက်ချမ်းမဲ့တွေ့တာဖြစ်တဲ့အတွက်ဒီကောင်မထိခိုက်ဘူးပေါ့နော်အဲ့ဒီရာသာတချို့ကလာပြီးတော့ခွာဖြစ်တယ်စောရကတက်တယ်ဒါကျွန်တော်ကအများနဲ့လောက်ရတယ် ။နောက်ပဲကျွန်တော်လည်းချိန်လုပြီးလောက်ရတဲ့ခါကျအမှားယွင်းလေးရှိကောင်းရှိမယ်ပေါ့နော်။ဒါလေးတော့နားလည်ပြီးဟုတ်လား။အဲ့တော့ဒီမှာ3 3 7 7ရှိတဲ့အဓိကတော့ကျွန်တော်တွက်ကွင်မှာမမှားရင်းဖို့ပဲရေးကြည့်ရပါတော့နော်3 8 8 8 38 38 34 38 34တဲ့နော်ဒီမှာနော်တောင်ညာတလုံးလာနေပြန်ပြီဟာလားမနေ့ပိုင်းတောင်ညာတလုံးလာနေတရှင်ငါတောင်ညာတရှင်ငါတောင်ညာခွန်အခွေဟုတ်တယ်နော်ကျွန်တော်လည်းအလုပ်ကမင်းဟုတ် အဲ့လိုအဲ့ဒါလေးကိုလည်းသတိထားပါနော်ဟုတ်လားအဲ့တော့ဒီအားလေးကိုပေါင်းမယ်ငါးငါးရဲ့နှက်ခတ်က3 3ရဲ့ပါဝါ8 938ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့တောက်ကြနေအတွက်ပေါ့နော်အဲ့တော့ကျွန်တော်ကီးထိတ်ကလေးနဲ့စဉ်းစားလိုက်ရအောင်အဲကြည့်တဲ့ မနက်မငါတွေကြီးထိတ်ကဆိုရင်ကျွန်တော်တို့ဗာရတယ်ဆိုရင်9 6 1တဲ့နော်9 6 1ခုနကြီးက9 3 8အဲ့တော့ကျွန်တော်တို့မတူညီတာဖြစ်တဲ့အတွက်ကတ်မယ်ထုံးစံတိုင်းပဲပေါ့နော်9 5 9 3 9 3 9 8 9 8 6 5 6 5 6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  ရှစ်တင်၅တင်၅တက်တော့တက်တော့တက်ရှစ်တက်ရှစ်တက်ရှစ်ကတော့ထပ်ပြီးသားဒါမှပြန်တော့ထိုးခြင်းနဲ့ထိုးဖို့ပေါ့နော်ကျွန်တော်ကမထွက်ပါဘူးလို့တော့အတပြောလို့မရဘူးခဏနေရတော့နော်အဲ့တော့ကျွန်တော်ဘရိတ်ပေါ့နော်ဘရိတ်လိုင်းလေးဘရိတ်ကတော့ညာသွားဖြင့်ဘရိတ်ကခဏခဏဖောင်းတယ်ဗျာနော်အဲ့တော့ဘရိတ်ကြိုက်ရင်လည်းယူပေါ့နော်မကြိုက်ရင်လည်းမထိုးနဲ့ဟုတ်လား2 3ခွန်ရှစ်တယ်နော်2 3ခွန်ရှစ်အဲ့မှာကျွန်တော်တို့ ြည့်မယ်ဆိုရင် main break က2 3ဖြစ်တယ်တဲ့เนาะ2 3အဲ့တော့2 3နဲ့ပတ်သက်တာဆိုရင်2 break ပဲရှိတယ်3 break တော့မရှိဘူးအဲ့2 break ပဲရှိတယ်အရန် break အနေနဲ့တော့ con break ရှိတယ်ဒါပဲရှိရเนาะအရန် break ဓမ္မဒီ6 3နဲ့6 8ဆိုရင်နှစ်ကွက်ပဲကျွန်တော်တို့သွားကိုက်ညီတယ်ဒါပေမဲ့ကျွန်တော်တို့ဘာရှိသလဲဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်တို့ကဒီမှာပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ကနော် နေ့ပြေကတော့တော်တော်ကောင်းနေရဗျာနော်ဒီတိုင်းထွက်မထွက်တော့ကျွန်တော်မသိဘာဖြစ်လို့လဲဆိုတော့အခါကျတော့နှစ်ခွန်ဘရိတ်နှစ်ခွန်ဘရိတ်ဆိုတာမနေ့က3 3လေးဆိုထွက်တယ်ခွန်ဘရိတ်နော်ခွန်ဘရိတ်အဲ့လိုခွန်ဘရိတ်ထွက်ပြီးခွန်နှစ်ဘရိတ်ပေါ့နော်ခွန်နှစ်ဘရိတ်ထွက်ပြီးသွားရင်နှစ်ခွန်၄6ဆိုတဲ့ဘရိတ်ကတဲ့3ရက်တွင်ထွက်ရမယ်တဲ့နော်နောက်တစ်ခါအပူအပူဆိုတာမနေ့ကရှစ်ရှစ်လို့ကျွန်တော်တို့ပူးထားတယ်ရှစ်ရှစ်လို့ပူးထားပြီးသွားရင်နှစ်၄6ဆိုတဲ့ဘရိတ်နှစ်၄6ဆိုတဲ့ဘရိတ်ဟာတဲ့ 3ရက်အတွင်းထွက်ရမယ်တဲ့အဲ့ဒီတော့ကောင်းပြီရှစ်ရှစ်ဆိုတာကျွန်တော်တို့ကဟိုဗုဒ္ဓူးနေရထွက်တယ်ရှစ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 ်လို့ကျွန်တော်ဗုဒ္ဓူးနေရထွက်တယ်ကြာသတင်းနေ့မှာကျွန်တော်တို့ကအဲ့ဒီနှစ်လေး6ပရိတ်ကမထွက်ဘူးမထွက်တဲ့အတွက်ဒီကနေ့တောက်ကြနေ့မှာတော့နှစ်လေး6ပရိတ်ကထွက်နိုင်ကြည်အများကြီးရှိတယ်ဗောနော်ဒီဒီထဲကနေကျွန်တော်ထွက်နိုင်ကြည်အများကြီးရှိရဲဆိုတဲ့အခါကျတော့ဒီမှာနှစ်ပရိတ်ဒီမှာလည်းနှစ်ပရိတ်သွားတူညီရခါကြနှစ်ပရိတ်ကအားတာတယ်เนาะနှစ်ပရိတ်ကိုကျွန်တော်တို့အကြိုက်ဆုံးတင်မယ်။ကြံတဲ့2 4 6ဆိုတော့4 6ပေါ့เนาะ4 6လို့ဟာမျို အဲလေးကိုလိုဟာမျိုးပေါ့နော်ဒီမှာလေးကိုလေးပေါ့နော်အဲလေးကိုဒီတရှိကြီးရကျွန်တော်မကြိုက်တော့ဘူးနော်တရှိကြီးရကျွန်တော်မကြိုက်တော့ဘူးအဲ့တော့ကျွန်တော်တို့ကြိုက်ကျွန်တော်အကြိုက်ဆုံးကနန်းလေးတွေကျွန်တော်ဒီမှာရေးမယ်ရေးမယ်ဆိုရင်ကို၃ကိုကျွန်တော်အကြိုက်ဆုံးမှာနော်ကို၃ကိုအကြိုက်ဆုံးမှာပြီးသွားရင်ကျွန်တော်တို့ကို၅6 3 6 8 1 3 နော်အဲဒီဒီကောင်ကအကြိုက်ဆုံးပဲပေါ့နော် ကျန်တာလေးတွေကတော့ကျွန်တော်ကခုနပြောသလိုဒုတိယတင်ကွက်အနေနဲ့ကျွန်တော်ကစားမယ်နော်ဒီဒုတိယတင်ကွက်အနေနဲ့ကျွန်တော်ကစားမယ်ဘာဖြစ်လို့ဒီပရိတ်လေးလုံးဒီတစ်လုံးမှမစင်သေးဘူးသူက၃ရက်တွေ့ထွက်ရမှာကျွန်တော်တို့ဘလုံးတွေကသူကပူးထွက်ထားတဲ့အတွက်ကြာသရေနေမှာကျွန်တော်မစင်ဘူးဆိုတော့တောက်ကြနေမှာတော့ကျွန်တော်စင်းနိုင်ချင်အင်အားဟာ 90ရာခိုင်နှုန်းတော့ရှိတယ်ပေါ့နော်100လို့တော့ကျွန်တော်ပြောလို့မရဘူး90ရာခိုင်နှုန်းရှိတဲ့အတွက်ဒီဟာလေးတွေကလည်းရန်ထိုးမယ်တကယ်လို့ဒီကောင်ဒီပရိတ်နဲ့ဒီပရိတ်နှစ်ခုဆင်ပြီးထွက်မယ်ဆိုရင်တော့ကျွန်တော်နှစ်ပရိတ်သားရင်းအားအသာဆုံးလို့ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ဗျာကဲနော်ဒီကနေ့တော့ကျွန်တော်ရဲ့တင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်မိမိကြိုက်နှစ်100ရာလေးတွေကိုယူပြီးကစားပါနော်အများအားနဲ့ကျွန်တော်ပြောခဲ့တယ်ဟုတ်လားဟိုမတက်ကွင်းနေပေါ့เนาะကျွန်တော်ရာသက်ပံကွင်းနေအများကြီးရှိတယ်เนาะရာသက်ပံမူတည်ကွင်းနေအများကြီးရှိတယ်ဥပမာဟိုတနေ့ကဆိုကျွန်တော်တို့62လို့ထွက်သွားတဲ့နေ့ကဆိုရင် ဟိုဟာ9338ပြည်ဟာထွက်ရမယ်ဆိုပြီးကျွန်တော်တို့အဲ့ဒီဟာမျိုးကြီးပါကျွန်တော်ထည့်မပြောမိဘူးဒါပေမဲ့အခုထွက်သွားတာ33ရက်38ကဲဆိုပြီးထွက်ထားတာရှိရနော်အဲ့လိုမျိုးလေးတွေမတ်သက်မူဒီခွင်လေးတွေကိုကူးထားကြပါရေးထားကြပါတတိထားကြပါကျွန်တော်ကအလောက်ကလည်းတစ်ဖက်ဒါပြကျင်စိတ်ကလည်းတစ်ဖက်ဆိုအကုန်လုံးတောက်စီအောင်ရှင်းကအောင်မပြောနိုင်ပါဘူးနော်အဲ့ဒီအတွက်လည်းဟိုကျွန်တော်ပေးပြီးပြီယူတဲ့ယူတဲ့လူတွေကရအောင်ယူဖို့ပဲလိုပါတယ်ဗျအဲ့အဲ့တော့ဒီကနေ့တော့ကျွန်တော်ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကြမ်းမှခြင်းနဲ့ပြည့်စုံမိနေ နောက်ဆုံးပိတ်အိတ်နဲ့လွယ်အောင်မြင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးဒီကနေ့ဗီဒီယိုဖိုင်လေးကိုဒီမှာနေကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ။